ပါဠိစာပါဒီကနေ့ဧပြီလ2ရက်နေ့နရင်းစရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမအေမြခိုင်ကတင်ဆက်ပေးသွားမှာပါဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့မောင်တော်မှာအာစာအဖွဲ့တပ်ဖြတ်မှုကြောင့်ခမီးအမျိုးသား၄ယောက်တည်ဆုံသွားတယ်ဆိုတဲ့သတင်းအမျိုးသမီး၄ယောက်အပါအဝင်နေရက်ပြန်ရခိုင်စီဘေးရှောင်း12ယောက်ဟာမကွေးမှာဖမ်းဆီးခံလိုက်ရတယ်ဆိုတဲ့သတင်းအရသာကြီးရွာတွေကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်နေလို့ ကြောက်ဖြူကစစ်ကောင်စီတပ်စခန်းကိုအေအေထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့ဆိုတဲ့သတင်းတွေအပြင်တခြားစိတ်ဝင်စားစရာကောင်းတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါရရှင်။မောင်တော်မြို့နယ်မှာမွတ်စလင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်တဲ့အာဆာအဖွဲ့ကတပ်ဖြတ်မှုကြောင့်ခမီးအမျိုးသား၄ယောက်သေဆုံးသွားရတယ်လို့သိရပါရယ်။တပ်ဖြတ်ခံရလို့သေဆုံးသွားသူတွေကတော့ဘူးတိအောင်မြို့နယ်ကဦးမောင်မမောင်သာအေးကျော်ကိုမောင်ကြီးနဲ့ မောင်တော်မျိုးနေကကိုအောင်နိုင်ထွန်းတို့ဖြစ်ကြပါရယ်သူတို့တွေဟာပြီးခဲ့တဲ့ match လ29ရက်နေ့မနက်ပိုင်းမှာမောင်တော်မျိုးနေမြဝတီဂျီရွာကနေအောက်ကန်ဒရူရွာကိုသွားလာတဲ့အချိန်မှာလမ်းမအားစာအဖွဲရဲ့တနက်နဲ့ပြစ်ခတ်တပ်ဖြတ်မှုကြောင့်တိစုံခဲ့ရတာဖြစ်ပါရယ်အဲ့ဒီတပ်ဖြတ်ခံရသူတွေရုပ်အလောင်းတွေကိုမက်လ30ရက်နေ့မှာမယူတောင်ပတကားတောင်ကျော်လမ်းမှာဒေသခံတွေကတွေ့ရှိခဲ့ကြတာဖြစ်ပြီး တင်ဆောင်သူတွေရဲ့ bike ခြေထောက်နဲ့ခန္ဓာကိုယ်အနှံ့အပြားမှာတနတ်တရားတွေကိုတွေ့ရှိရတယ်လို့ဒေသခံတွေကပြောကြားပါရယ်။နောက်ထပ်ရခိုင်သတင်းတစ်ပုဒ်အနေနဲ့ကတော့နေရပြန်ရခိုင်စစ်ဘေးရှောင်၁၂ရက်ဟာမကွေးတိုင်းအထက်မှာစစ်ကောင်စီရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါရယ်။ဖမ်းဆီးခံလိုက်ရသူတွေကတော့ရခိုင်ပြည်အန်ဒေသခံအမျိုးသမီး၄ယောက်နဲ့အမျိုးသား၈ယောက်တို့ဖြစ်ကြပါရယ်။ ပြီးခဲ့တဲ့မလ30ရက်နေ့ကမကွေးတိုင်းမင်းတုံမြို့နယ်တပန်းရောင်ရွာအနီးလမ်းမှာပတန်းဆောင်ကုတ်တက်ကစစ်ကြောင်းထိုးတဲ့အင်အား200ပါစစ်ကြောင်းကနေဖမ်းဆီးသွားတာဖြစ်တယ်လို့ငဖေးဒေသခံအမျိုးသားတယောက်ကနရီစရာသတင်းဌာနကိုပြောပါရယ်မင်းဘူးဖက်ကနေစစ်ဆောင်ပြီးစားစရာကုန်ပစ္စည်းတွေနဲ့ရခိုင်ကိုပြန်တဲ့အချိန်မှာဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဖမ်းဆီးခံရသူတွေကတော့နိုင်ငံသားစီစီရေးကပြအမှတ် စတဲ့မြင်းဆောင်ကင်ဆောင်တာကတကြောင်ကုန်ပစ္စည်းတွေကိုအရခတက်တော်စီရောက်မှာကိုစိုးရင်တာကတကြောင်အကြောင်းပြချက်တွေပြကဖမ်းဆီးတာဖြစ်နိုင်တယ်လို့ပဒန်းဒေတာခန်တွေကပြောဆိုကြပါတယ်ရခိုင်တွင်နေရပြန်ရင်သူတို့ရဲ့တည်င်းတွေအေးအေးနဲ့တော်လန့်ရေးတက်ဖွဲ့ရေးစီရောက်သွားမှာကိုကြောက်လို့အခုလိုဖမ်းဆီးတာဖြစ်နိုင်တယ်လို့လည်းမိသားစုဝင်တွေစီကနေသိရပါတယ်မကွေးတိုင်းဒေတာကြီးမှာဖမ်းဆီးခံရသူတွေကတော့ပဒန်းဆောင်ကအမြောက်တက်တွေမှာထိမ့်သိမ်းခံထားရတယ်လို့လည်းသိရပါတယ်ရှင် တနိုင်ငံလုံးငလျင်ဘေးကြောင့်ဝန်းရွေးပူဆွေးနေချိန်မှာ စစ်ကောင်စီကအယက်သားကြီးရွာတွေကိုဘုံကျဲတိုက်ခိုက်နေတာကြောင့်အရခတ်တတော်အေအေကလည်းရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကစစ်ကောင်စီတပ်စခန်းတစ်ခုကိုထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အေအေကထိုးစစ်ဆင်တိုက်ခိုက်ခဲ့တဲ့တပ်စခန်းကတော့ကြောက်ဖြူမြို့နယ်ဂုံးရွှိန်တိုင်းနယ်အမှတ်32ရေတပ်ရင်းနဲ့မနီမဝေးမှာရှိတဲ့ပြင်းရှိကြီးရွာမှာစစ်ကောင်စီဝင်ရောက်တပ်ဆွဲထားတဲ့နေရာဖြစ်ပြီး ဧပြီလ၁ရက်နေ့အာယုံတက်ချိန်မှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့မြေပြင်ဒေသခံစီရေးတရင်ရင်းမြစ်တွေကနရင်းစရာကိုပြောပါတယ်စစ်ကောင်စီတပ်ဟာမလာကုံကြီးရွာကိုဝင်တဲ့နေ့ကလေးကပြင်ရှိကြီးရွာကိုဝင်ရောက်နေရယူထားတာဖြစ်ပြီးရွာမှာတက်ဆွေးထားတာဖြစ်ပါတယ်တက်ဆွေးထားတဲ့စစ်ကောင်စီတပ်တွေကိုအေအေကတိုက်ခိုက်ခဲ့တာကြောင့်မနေ့9နာရီကျော်လောက်အထိတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်အဲ့ဒီတိုက်ပွဲမှာစစ်ကောင်စီဘက်ကအထင်အားက တန်ရအများကြီးနဲ့ဆုတ်ခွာခဲ့ကြရသလိုစစ်ကောင်စီဘက်ကနေပိနဲ့ဒရုန်းတွေနဲ့အဲ့ဒီတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုပြစ်ခတ်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ဆက်လက်ပြီးပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ပြည်ရင်းသတင်းတပုတ်အနေနဲ့ကတော့ငလျင်နောက်ဆက်တွဲ KCA လုပ်ငန်းတွေလှုပ်ဆောင်နိုင်ဖို့အတွက်ညီနောင်မဟာမိတ်တုံးဖွဲ့ကတလတစ်ဖက်သက်အပြည့်အခက်ရက်စေးတယ်လို့ ဧပြီလ၁ရက်နေ့မှာထုတ်ပြန်ကြေညာပါရယ်။ငလျင်နောက်ဆက်တွဲ KCA လုပ်ငန်းတွေအမြန်ဆုံးထိရောက်စွာဆောင်ရွက်နိုင်ဖို့အတွက်ညင်အောင်သုံးပွင့်နဲ့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာထိုးစစ်တွေကိုမလုပ်တော့ဘဲတလားတာတစ်ဖက်သက်အပြည့်အခက်ရက်စေးတယ်လို့ထုတ်ပြန်ကြေညာချက်အထက်မှာဖော်ပြထားတာပါ။ဒီလိုထောက်ပြန်ခြင်းကစပြီးညီတော်မဟာမိတ်တုံးဖွဲ့နဲ့စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေမှာ မိမိကိုယ်ကိုမိမိခုခံကာကွယ်တဲ့တုံ့ပြန်မှုမျိုးကလွဲပြီးစတင်ထိုးစစ်ဆင်တိုက်ခိုက်တာမျိုးတွေပြုလုပ်မှာမဟုတ်ဘူးလို့လည်းဆိုထားပါဗျ။အေအေအပါအဝင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ NUG လက်အောက်ခံတပ်ဖွဲ့တွေကပြည်သူတွေငလျင်တန်းခံစားနေရချိန်မှာထိုးစစ်တွေရန်နာဖို့တစ်ဖက်သက်အပြေခတ်ရက်စီးခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းစစ်ကောင်းဆောင်ပူချုံမှုကြီးမင်းအောင်လိုင်းကတော့တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့အပြေခတ်ရက်စီးရေးကိုပေးချလိုက်ပြီးတော့တိုင်းရင်းသားနေမြေတွေကို လေကြောင်းလက်နက်ကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုတွေကြောင့်ထိခိုက်သေးဆုံးမှုတွေလည်းဆက်တိုက်ရှိနေတာပါနိုင်ငံတကာသတင်းတပုတ်အနေနဲ့ကတော့ထိုင်ဝမ်ကျွန်းရဲ့အရှေ့ဘက်ကန်ယိုတန်းတွေမှာတရုတ်ဟာဧပြီလ10ရက်နေ့ကနေစီးရီးလေးကျင်နာတွေကိုပြုလုပ်ခဲ့ပါတယ်ထိုင်ဝမ်ကန်ယိုတန်းကိုရှင်းကပ်လာတဲ့တရုတ်ရေတပ်ရဲ့စီးရီးလေးကျင်မှုတွေကိုတုံ့ပြန်တဲ့အနေနဲ့ထိုင်ဝမ်ကလည်းပင်လေပြင်ကိုစစ်သည်မော်ရီစီလွှတ်ခဲ့တယ်လို့နိုင်ငံတကာသတင်းတွေကဆိုပါတယ်အခုလိုတရုတ်ရဲ့စီးရီးလေးကျင်မှုတွေကို ထိုင်ဝမ်အစိုးရကရှုတ်ချခဲ့တယ်လို့ပြဿနာရှာသူအဖြစ်လဲသမ္မတယွန်းကပြောဆိုထားပါတယ်။တရုတ်ဟာအခုစီရီလီကျင်းပုံကိုအရင်နှစ်တွေကလို့တရုတ်ဝင်အညီမပေးထားပဲထိုင်ဝမ်သမ္မတလိုင်ရှင်တေးကိုလည်းပြင်းထန်တဲ့စကလုံးတွေနဲ့ထိုးနှက်ခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။နိုင်ငံတော်အချုပ်အခြာအာဏာကိုကောက်ွယ်ဖို့နဲ့အမျိုးသားစည်းရုံးမှုကိုထိမ့်သိမ့်ဖို့အတွက်အခုလိုစီရီလီကျင်းလာလို့တရုတ်နိုင်ငံသားရေးဝန်ကြီးဌာနကပြောဆိုထားတာဖြစ်ပါတယ်။ နရင်းစရာသတင်းဌာနရဲ့နေ့စဉ်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွင်မှလည်းထူးခြားတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရင်းစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narinzia.com မှာဝင်ရောက်ကြည့်ရှုနိုင်တယ်လို့ Facebook, YouTube နဲ့ Telegram တို့မှာလည်းဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရင်းစရာရုပ်ကံကိုကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။အားလုံးကျန်းမာရွှင်လန်းကြပါစေရှင်။